မေးလျော့တာကအကြီးတော့မဟုတ်ပါဘူးဤဘိုလ်ကြောင့်ကိုတကားမပိတ်ခဲ့တဲ့ကိစ္စဤဘိုလ်ကြောင့်ကိုတကားမပိတ်တဲ့အခါကျတော့ဘင်းအတွက်ချက်ထားတဲ့အမေသားတွေအသားတွေအဲ့ဒါတွေကိုခွေးကဝန်းစားသွားတယ်အဲ့တော့နောက်တစ်ယောက်တော့ဘင်းကိုဆက်ကပ်စရာမရှိဒါဟာအသက်ဆုံးရှုံးသည့်အထိရာဇဝတ်တက်နိုင်တဲ့အနေအထားပေါ့တော်သူကလည်းမရမကကြံဖန်ရတယ်ဖြစ်ချင်တော့နောက်နေ့က ဥပုပ်နေမို့လို့ဈေးပိတ်တယ်တဲ့တော့ဝယ်လို့မရအဲ့တော့ ਨੇ ရတကကဘလို့ကြံလဲဆိုတော့တင်တိုင်းမှာလက်လက်ဆက်ဆက်မြုပ်ထားတဲ့သူသေးကောင်ကိုညတွင်ချင်းသွားရှာတယ်အဲ့ဒီသူသေးကောင်ရဲ့ပေါင်သားကိုလှီးပြီးတော့ယူလာတာအဲ့ဒါကိုချက်ပြီးတော့ဘင်းကိုဆက်ကတ်တယ်ဘလူဘဝမှာဘဝပေါင်းများစွာကျင်လည်ခဲ့တယ်တဲ့အဲ့ဒီပြင်မထက်ကနိကတ်တဲ့အနေထားဘဝတန်တရားမှာဘီလူဘဝဘဝပေါင်းများစွာ အဲ့ဒီလူသားကိုယတကကချက်ပြီးတော့လဲကတ်လိုက်ရသူရှာဘောကိုတင်လိုက်တယ်အဲ့ဒီအသားတော်တော်တော်ကိုအကျော်ပေါင်း9000တခါတည်းပြန့်ပြီးတော့နှံ့ပြီးတော့စိတ်သွားတယ်တဲ့အရန်ကြိုက်သွားတယ်ဒါပါလဲဘောကဓက်ခံရဲ့အနေထားတွေရဲ့ရိုက်ခတ်မှုလဲပါတာပေါ့နော်အဲ့ဒါနဲ့သူတိုးတိုးလေးမေးတယ်ဒါပါသားတော်ပေါ့သူ့ရဲ့မျက်နှာမှာအရန်ကလည်းတုံ့လှုပ်နေတယ်အဲ့တော့ယတကကလိန်တယ်ဒါအမဲသားပါခါတိုင်းစားနေကြအသားပါ လိုပြောတဲ့အခါကျတော့ဘင်းရင်ကတန်လေးကိုတခါတည်းထဆွဲတယ်။မင်းငါ့ကိုမလိမ်နဲ့ငါကောင်းကောင်းသိတယ်ပေါ့။ငါစားနေကြတာဟုတ်တယ်မဟုတ်ဘူးဆိုတော့ငါကောင်းကောင်းသိတယ်။ဒါကြောင့်မင်းငါ့ကိုမလိမ်နဲ့တခါတည်းတန်လေးနဲ့ထောက်ပြီးတော့မေးတဲ့အခါကျတော့ဘင်းမင်းနဲ့တက်ရင်လည်းသေရပါလိမ့်မယ်ပေါ့။ဒါလူသားပါ။လူသားလို့လည်းပြောလိုက်ရောဘင်းရင်ကတခါတည်းမျက်နာကကြောင်းသွားတယ်။ကြောင်းသွားတာကအလိုမကျတဲ့အမူအရာမဟုတ်ဘူး။အလိုကျတဲ့အမူအရာ။ တန်လဲကိုချပြီးတော့အေးတဲ့ဒီကိစ္စအရေးကြီးတယ်မင်းဘယ်သူမှမပြောနဲ့ဒီရှိကိုတဲ့ငါ့ကိုဘယ်အသားမှချက်ပြီးတော့မပေးနဲ့လူသားကြီးချက်ပေးတယ်လူတွေဆိုတာကြိုက်မိကြရကြိုက်တာပဲနော်တကယ်ကြိုက်လာပြီဆိုလို့ရှိရင်အတိညာမှောင်ကျသွားတဲ့သဘောရှိတယ်ဘုရင်တို့အဝိဇ္ဇာပြည့်စရာသင်္ခါရစသဖြင့်ပရိစ္ဆေသမုပ္ပါဒေသနာမှာ ဘာကြောင့်တတ္တဝါတွေဟာလိုချင်တာလဲလို့မေးရင်မသိလို့လိုချင်တာလို့အလုံးမှတ်သားဖို့လေဒုက္ခသစ္စာကိုမသိလို့လိုချင်တာပေါ့မသိလို့လိုချင်တာကိုပဲလူတွေဟာအတိများရတယ်လိုချင်လို့မသိသွားတာကိုကြတော့စဉ်းစားမိခဲ့တယ်ပေါ့မသိလို့လိုချင်တဲ့အပိုင်းရှိသလိုလိုချင်လွန်းလို့မသိသွားတာလည်းရှိတယ်ရချင်လွန်းလို့ညံကန်းသွားတာလည်းရှိတယ်အဲ့ဒါကိုဦးဇင်းတို့ ပရမတ္ထသကုတ္တိပဏီကိုပြုစုတဲ့တပည့်ရင်းစတော်ဘုရားကြီးကအဲ့ဒီပရမတ္ထသကုတ္တိပဏီထဲမှာအဝိဇ္ဇာကြောင့်လောဘဖြစ်တယ်ဆိုတာတော့သိုံနဲ့မပြည့်စုံဘူးလောဘကြောင့်အဝိဇ္ဇာဖြစ်တာလည်းရှိတယ်ဆိုပြီးတော့အထောက်အထားပြတာရှိတယ်ပေါ့စမိတာလေးပြောနေရင်ဇတ်တဝါရှိရတဲ့ထဲဆုံးအောင်မဟုတ်နော်ဟုတ်လားအဲ့ဒါနဲ့ဘုရင်ကဒီကိစ္စအရေးကြီးတယ်ဒါကြောင့်ငါရှိဒီရှိကိုလူသားကြီးဆက်ပြီးတော့ပေးရတယ် အဲ့တော့ဘင်းမင်းနေရတဲ့နေတိုင်းလူကဘယ်လိုလုပ်ရနိုင်မလဲ။ထောင်ထဲမှာလူတွေအများကြီးပဲတဲ့။အပြစ်ကြီးတဲ့ကောင်ကိုအရင်စားတတ်တယ်။ဟုတ်လား။ရက်ဆက်တယ်နော်။အဲ့လိုနဲ့ဦးဇင်းတို့လူရင်းမဲ့ပြောမှဖြစ်မယ်ဟုတ်လား။ထောင်ထဲကလူကုန်ပြီဆိုတဲ့အခါကျတော့ရှားတော်သားကနောက်ထပ်ရောက်မလာဘူး။ထောင်ထဲကလူတွေကိုထောင်ချတဲ့လူတွေပြန်ပြီးတော့လွတ်လာတယ်ဆိုတာမရှိဘူး။အเจ้าမျိုးမျိုးကြောင့်တေးတယ်ဆိုတဲ့စင်ရင်မဲ့ထွက်လာတာ။ ရာဇသားလည်းအလွန်နှဲသွားတယ်။အဲ့ဒါနဲ့ဘီရင်ကဗာကြံပြီးလဲဆိုတော့အဲ့လိုဆိုလို့ရှိရင်တဲ့လမ်းပေါ်မှာအတပြာထောင်တုပ်တွေကိုပြစ်ချတာ။ကြလို့ကောက်မိလို့ကတော့အဲ့ဒီလိုတခိုးပဲဆိုပြီးတော့ထောင်ထဲဆွဲခံရမယ်။ထောင်ထဲရောက်ရင်တက်။ဒါနောက်ကျတော့လမ်းပေါ်မှာဘယ်လိုအတပြာတို့ပြစ်ချထားလို့မှဘူးမှကောက်မလို့မရှိကြည်တောင်ကြည်ရဲဦးတဲ့ကဲ။လူတွေဥပဒေလိုက်နာတယ်ဆိုတာ နော်ကြောက်လို့ လိုက်နာတာနော်ဟုတ်တယ်မဟုတ်လားစဉ်းစားနော်အများကြီးတွေးเสียရှိတယ်ဟုတ်လားအရင်တို့ဗမာယာဇွန်ထဲမှာလည်းပဲပညာကျန်တော်ဆိုအမှတ်ကြီးရှိသူဥပဒေရေးရာရသူအကြီးကြီးဖြစ်တဲ့ခါကျဘာလို့တုံးဆိုတော့ဩဇာကြီးခိုးလို့ဆိုလားမသိပါဘူးအမှုဖြစ်တယ်အဲ့ဒါတေတံပေးပြလိုက်တယ် ဘာဖြစ်လို့လဲဆိုတော့ဘာမဟုတ်တာတွေကိုထက်ထက်ပြီးတော့အလုပ်တွေရှုပ်လွန်းတော့ကျန်ကျန်ထန်ထန်နှိပ်ကွတ်တာပေါ့နော်ထူခြားတာကအဲ့ဒီအမတ်ကြီးလက်ထက်မှာရာဇဝမှုကတော့အတော်နဲတယ်လို့ဆိုတယ်ဟုတ်လားအခုလည်းပဲပါတော့လမ်းမှာကြာနေတာကိုဇူးမှကြည်ရတဲ့လူတောင်မရှိဘူးတဲ့အဲ့ဒါနဲ့ဘယင်ကဘလို့ချက်ပြီးတော့အကြံပေးတော့လူရအောင်ဘလို့လုပ်ရလဲဆိုတော့ညမှာထွက်တဲ့လူတွေကိုတိတ်တဆိတ်လိုက်ပြီးတော့တတ်တယ် ညထွက်တဲ့လူကတတ်တာနော်အဲ့ဒါလိုနဲ့နောက်ကျတော့ညလည်းဘယ်သူမှမထွက်ရဲဘူးခက်တာကလူသက်သွားပြီဆိုလို့ရှိရင်ဒီစုဖြိုးတဲ့အသားတွေကအကုန်ပါသွားတယ်အဲ့ကျရာဒီတိုင်းသူပြည်သားတွေကဒါဟသေယုသားယုမဟုတ်ဘူးလူသားစားတဲ့လူရှိတယ်လူစားတဲ့ကမသိတယ်ပေါ့အဲ့ဒါနဲ့ဝိုင်းပြီးတော့နန်းရင်ပြင်မှာអော်ကြတာတန်းကြီးမှာဘေးအန်တွေအသင့်နေပြီလူသားစားတဲ့လူကိုဘင်းမင်းတွေကဖမ်းပေးပါ လူသားစားတဲ့လူဖမ်းပေးရမယ်ဆိုတော့ဘယင်ကဘုစုသွားဖမ်းသူ့ကိုယ်သူလက်ထိတ်ခတ်ဖို့ပဲရှိတယ်ဟုတ်လားအဲ့တော့ဘယင်ကဘာပြောလို့ဆိုတော့မင်းတို့မှဖြစ်တဲ့ကိစ္စကိုဘာဖြစ်လို့ငါစီလာအော်နေရတာတော့လည်းမင်းတို့ဘက်သူရှားပြီးတော့ဖမ်းမလားတဲ့တရားခံကသူတည်ပြီးသားပဲလေဟုတ်လားအဲ့ဒါနဲ့ဘယင်ကဒီကိစ္စကိုသူဘလို့မှမကင်တွေ့တဲ့အခါကျတော့စစ်သူကြီးဖြစ်တဲ့ကာလဟတိဆိုတာရှိတယ်အဲ့ဒီစစ်သူကြီးကာလဟက ဒီတခိုးကိုမိအောင်ဖမ်းမယ်ဒီလူစိုးကိုမိအောင်ဖမ်းမယ်ဆိုဖမ်းတော့မိတာပေါ့မိတဲ့အခါကျတော့မင်းဘာဖြစ်လို့တတ်တုံဒီလူတွေကိုအဲ့လိုကျင်းကျင်းထက်ထက်စစ်တဲ့အခါကျတော့ဘယင်စားဖို့လို့ဒီလူတွေကိုတတ်ရတာမင်းဘယင်ရှင်မှာမေးမယ်ဆိုရင်ကမင်းအဲ့ဒီတိုင်မင်းကြောရင်မလားနေရတာကိုကြောက်ရတာပေါ့နော်ပြောရပါလေဆိုတော့တန်နောက်နေရောက်တော့ဘင်းရဲ့ရှေ့တော်မှာကိုအဲ့ဒီရတကခေါ်ပြီးတော့တိတိဆိုင်ဆိုင်ပြောတယ် အဲ့တော့ဘင်းကြီးကလည်းပဲမျက်နှာမပြက်ဘူးတတိယတော့တော်တော်ကောင်းတယ်ငါ့အတွက်လှုပ်လှုပ်ပေးနေတဲ့လူကိုဘာဖြစ်လို့မင်းတို့ကဒီလိုမျိုးဖြစ်နေရတာတော့တဲ့အဲ့လိုတောင်ပြောတာနော်သူ့အတွက်လှုပ်လှုပ်ပေးနေတဲ့လူကိုဘာဖြစ်လို့ဒီလိုကြမ်းကြမ်းထန်ထန်ဆက်ဆံရသလဲပေါ့ဝန်ခံလိုက်တဲ့သဘောပါပဲအဲ့ဒါလိုလည်းပြောလိုက်ရောကာလဟတိကမင်းကြီးတဲ့လူသားဆိုတာမစားတဲ့မို့ဒါကြောင့်လူသားကိုရှောင်ကျင်တဲ့လူသားကိုမစားဖို့အတွက်တားတာပေါ့ အဲ့လိုတားတဲ့အခါကျတော့ဘင်းကြီးကပြုံပြုံမဲ့နားထောင်အဲ့ဒါကလဟတိကရှေ့တုန်းကဖြစ်ခဲ့မှုတဲ့အကြောင်းအရာတွေပါ တင်ပြပြီးတော့တားတာမင်းကြီးတဲ့ရှေ့တုန်းကငါးကြီးအာနန္ဒာဆိုတာရှိတယ်ယူဇနာနဲ့ချီပြီးတော့ကြည်တယ်အဲ့တော့နောက်တော့သမုဒ္ဒရာထဲမှာကမူရီကမောက်တီတောင်းလေးလိုဟာမျိုးတွေကလည်းရှိတာအလွန်နဲ့တဲ့နေရာမျိုးမှာအဲ့ဒါငါးကဘလောက်ကြီးလဲဆိုတော့အဲ့ဒီတောင်းကိုပတ်ထားတယ်သူ့ရဲ့ကောင်းကသူ့အမီးကိုပြန်ပြီးတော့ ိုက်လို့ရတဲ့အနေအထားမျိုးအရှိကြီးကြီးကြီးပေါ့နော်အဲ့ဒါကို तू အမိမမသိဘူးကျန်တဲ့90ကောင်ရဲ့အမိထင်ပြီးတော့ကိုက်လိုက်တယ်ဟုတ်လားအဲ့ဒီမှာအဲ့ဒီ तू ကိုက်ချီလိုက်တဲ့တကယ်တမ်းအမိကဘယ်သူအမိဖြစ်နေလဲ तू အမိဖြစ်နေတယ်အဲ့ဒီအသားကို तू ပြဿထဲထဲပါသွားပြီဆိုတော့ဒီကိုအောင်ကြီးကပေါက်ပြဲသွားပြီလေသွေးတွေပါလေထွက်ပြီအဲ့ဒီမှာငါသေးသေးတွေသူ့ထက်သေးတဲ့ငါတွေကအကုန်လုံးလာပြီးတော့သူ့ကိုစားရတယ်အဲ့ဒါအယိုးပဲကျွဲ့တယ် အယိုးတောင်လောက်ရှိတယ်လို့ဆိုတယ်အဲ့ဒါကိုအဲ့ဒီခေတ်ကဇံရအပင်ရှင်ယသိတွေကဒီအကြောင်းအရာကိုလူတွေကိုတဆင့်ပြန်ပြောလို့သမုဒ္ဒရာထဲမှာဒီလိုမျိုးအခြေအနေရှိခဲ့မှုတယ်ဆိုတာကိုသိရတယ်တဲ့အဲ့ဒါကိုတက်တည်ပြလို့မင်းကြီးလူသားဆိုတာမစားဘူးကိုသားကိုပြန်စားရင်ဒုက္ခရောက်မယ်ပေါ့အဲ့လိုပြောတဲ့အခါကျတော့ဂျမတမင်းကကလဟတဲ့မင်းမှာပုံလေးပတ်တည်နေပြောရတာမဟုတ်ဘူးငါလည်းပြောရတဲ့တဲ့ မင်းကမစားနဲ့လို့ပြောပေမလို့ငါကလည်းအလွန်စားကျင်တယ်ပေါ့ကိုဖြစ်ချင်တာမဖြစ်ရဘူးကိုရချင်တာမရဘူးဆိုရင်လည်းပဲတည်တတ်တယ်တဲ့ဒါကြောင့်မလို့ငါဖြစ်ချင်တာတော့ငါဖြစ်အောင်လုပ်မယ်ပေါ့ဆိုလိုတဲ့အိဗေကနော်အဲ့ဒါသူကဘာကိုတက်တည်ပေးတယ်ဆိုတော့သူဇာတာတတိရဲ့သားဆိုတာရှိတယ်ကွာလေအဲ့ဒါဇံယယတိတွေကိုအဲ့ဒီတတိကကိုယ်ဝယ်တာအဲ့ဒါဒီနေ့တော့အဲ့ဒီဇံယယတိတွေကဟောသဘူရိကျွန်းကနေပြီးတော့ အဲမြောက်ကျွန်းကနေပြီးတော့သပြုတပြေသီးဆိုတာကိုခူးလာတာအဲ့ဒီတပြေသီးလေးကိုယူလာတဲ့အခါကျတော့ဒီတထေးရဲ့သားကဒီတပြေသီးကိုစားကျင်တယ်စားကျင်တော့ယသိတွေကိုငိုတောင်းတော့ယသိတွေကကျွေးလိုက်တာပေါ့ကျွေးတော့အဲ့ဒီတပြေသီးကအရန်ကောင်းတဲ့အခါကျတော့ယသိတွေကနောက်နေ့ရောက်တော့ဇန်နဲ့ပြန်သွားပြီဒီကိုပြန်မလာတော့ဒီကလေးကအဲ့ဒီတပြေသီးကိုစားကျင်ထတ်တောင်းတပြေသီးကမရတော့ဘယ်မှာမှမရှိဘူး ဘာကြွေးလို့မရဘူးအဲ့ဒီတပြည်တိမရတဲ့အတွက်ကြောင့်အဲ့ဒီကလေးစိတ်ဒသဖြစ်ပြီးတော့သေချာတယ်ပေါ့ဒါကြောင့်တပြည်တိမစားလို့သေတဲ့ကလေးတောင်ရှိသေးတာလူသားမစားရင်ငါလည်းသေခြင်းသေသွားနိုင်တယ်ပေါ့မရှောင်နိုင်ဘူးပေါ့နော်အဲ့လိုပြောတဲ့အခါကျတော့ကာလဟက